Okay မင်္ဂလာပါအဲကျွန်တော် serious computer နဲ့ပြန်လည်ကြိုဆိုပါရစေအခုကျွန်တော်တို့ file io သင်ခန်း file io သင်ခန်းစာလေးသင်တယ်ကျွန်တော်ဘယ်ရောက်သွားလဲဆိုရင် file ကို write တတ်ပြီး read တတ်ပြီး append ပြန်ဆက်တတ်ပြီးဟုတ်ကဲ့နော်နောက်တစ်ခါကျွန်တော်တို့ဘာလုပ်သွားမလဲဆိုရင်တော့ update သင်ခန်းစာကိုသွားမယ်ဟုတ်ကဲ့ update ဆိုတာ update ဆိုရင်ကျွန်တော်ရှိပြီးသားဟာကိုကျွန်တော်ဘာလုပ်တာလဲ update လုပ်တာမရှိသေးတဲ့ဟာကိုသွားပြီးတော့ update လုပ်လို့မရဘူးကျွန်တော် software တွေတောင်မှရှိပြီးသားဟာကိုပဲ install လုပ်ပြီးသားဟာကိုပဲ update ပြရတယ် အဲ install မလုပ်ဥဒရသေးတဲ့ဟာဆိုပါပဲဗျာ install မယ်ဗျာအခုလဲလို့ပဲ file တစ်ခုအဲကျွန်တော်တို့အရှိမကျွန်တော်တို့ file လေးတွေကာကလင်းရချစ်ကွဲပါအဲ့ဒါလေးကျွန်တော်တို့ update လုပ်မယ်အပြင်မယ်ဟာရအောင်စလုံးမမနေတယ်ပြင်မယ်ရှိပြီးသားဟာကိုဘာလုပ်တာလဲ update လုပ်အဲအဲ့တဘောတွေရတယ်ဟုတ်ကဲ့ကဲ update လုပ်ဖို့အတွက်လည်းကျွန်တော်တို့ပုံမှန်သင်ခန်းစာမှာကျွန်တော် file တစ်ခု Microsoft Word file တစ်ခု Excel file တစ်ခု update လုပ်မယ်အရင်ဆုံးကမ်းတော့ဘာသွားဖွင့်ရလဲကျွန်တော်တို့ file နှောင်းကြည့်ရမယ် file name တက်ရမယ်နှစ်ချက်တော့ပြီးတော့ဖွင့်ရဖွင့်ပြီးမှလုပ်ရစီရဆက်လုပ်ရ coding သဘောတွေရတယ်အဲ့လိုပဲ ဟုတ်လားကျွန်တော်ဒီ open function လေးနဲ့ပဲသွားမှာ update လုပ်မှာဖြစ်တဲ့အတွက်ရှိပြီးသားဟာကိုဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့တစ်ခုရှိတယ်ဘာဟုတ်ဘာနဲ့ဖွင့်လဲဆိုရင် r plan နဲ့ဖွင့်ဟုတ်လား r plan read ပြီးတော့ဘာလုပ်မှာလဲပြန် write w plus ဆိုရင်မရှိသေးတဲ့ဟာ write ပြီးတော့ပြန် read ဟုတ်လား a plus ဆိုတာရှိပြီးသားတွေအပန်းနေဆက်ဆက်ပြီးတော့ပြန်ပြန်လုပ်တာဟုတ်ကဲ့ကဲဝေးဆက်ပြီးတော့လက်တွေ့စာလိုက်မယ် idea လေးဟုတ်လား find find this ဆောက်လိုက်မယ်ဗျာကျွန်တော် find this ဆောက်လိုက်မယ် update လို့ပေးလိုက်မယ် control s control as you know, document programming basis binding binding เนี่ยก็เรา firing exercise แท้ကို firing exercise แท้ကို updat update update ဆိုတော့ update of py ဖြစ်တာโอเคအဲ့ဒါကိုကျွန်တော် test လေးတစ်ခုရေး tht tab ဒီတော့အရင်စာတွေလွဲကျွန်တော် file တစ်ခုဖန်ဖန်ဖန်လိုက်ရအောင်အရင် file တွေပြန်လို့တော့ကျွန်တော် at this စပြီးတော့ write လိုက်အောင် write ပြီးမှကျွန်တော်ပြန်ပြီးတော့ read တက်ဆက်ဝင်တဲ့ data လေးတွေ data is represented as a property of the objects and behavior are represented as a methods or object ဒီက object oriented တွေရတာ definition လေးတစ်ခုပေါ့နော်စာကြောင်းလေးတစ်ခု data တွေကိုကျွန်တော်တို့ဗာနဲ့ကိုစားပြုလဲ property ဆိုရင်ကိုစားပြုကျွန်တော်တို့ဆိုရင်း variable တွေနဲ့ကိုစားပြုလဲ behavior တွေကျွန်တော်ဗာနဲ့ကိုစားပြုလဲလဲဆို method နေနဲ့ကိုစားပြုလဲ okay ဒါထားတော့ဒါတိတ်ဒါကြောင့် okay ဒီစာကြောင်းလေး control way ကဲဒီစာကြောင်းလေးကျွန်တော် write မယ် ဘယ်တော့ right မှာလဲဒီကမှာကျွန်တော်တို့ whiskey ဘက်ကိုစတင်ပြီးတော့ mix up ပေးမယ်ကျွန်တော်တို့ file နေမှာပြကျွန်တော်တို့ဒီဘက်ကြည့် file တစ်ခုခုလုံးမယ်ဆိုတော့ဘာလုပ်ခဲ့တော့ဖွင့်ခဲ့တယ်ကျွန်တော် Microsoft Word တွေဘာတွေကဲဆိုပြုံးစား battery ကုန်သွားတယ်ဒါမှမဟုတ်ကိုကမိပြီးတော့ shutdown သွားချတယ်ဖွင့်တဲ့လမ်း file တွေရှိနေတာတော့မှကျွန်တော်တို့ဘာလုပ်တော့ shutdown သွားချတယ်ဆိုတော့သူကမိဒါမှမဟုတ် close anyway တွေပိုင်းနေပြတာဟုတ်ဒီကအဲ့လိုတခုခုဖွင့်တန်းတန်းနေမှာလေခါကျဟိုလုံးဒီလုံးမလုံးတဲ့လုံးတခုပြီးအောင်လုံးပြီးစီရင်ပိတ်မလုံးရင်ပိတ်လုံးတော့ဖွင့်တာ အဲ့ဒီသဘောရပဲဒါမှကျွန်တော်တို့သတိမေးလျော့တော့ rain ရှိတယ်ရှိတဲ့နေရာမှာကျွန်တော်ပိုင်းကမှာဘလို့တွေသုံးလဲဆို which keyword လေးရှိတယ် w i t h which which keyword ကဘာဆွမ်းဆောင်ရှိတယ်ကြည့်မယ် which နဲ့ကျွန်တော်ဖိုင်နဲ့ဆိုင်ရာသင်္ကန်းစာတွေကိုရေးလိုက် which blog တယ်ကဲဘလို့ရေးမှန်းကြည့်မယ်ကျွန်တော် open နဲ့ open ရအောင် open open function နဲ့မှာဖိုင်ကိုကျွန်တော် update.py လို့ပဲပေးလိုက်အော် sorry update.dev ပေါ့ဖိုင်ရေးမယ်နော် u p d d ဒီအော် sorry update.th test တက်ဖိုင်တစ်ခုကျန်ပြီးတော့ဟိုကျွန်တော်ပြန်ပြီးတော့ဟိုလုံးမယ် test ကိုကျွန်တော်ဗာနဲ့ဖွင့်မယ်လို့ဆို right နဲ့ဖွင့်တာမဟုတ်ပါဘူး right ပါနော် okay မလားဖွင့်လိုက်မယ်ဖွင့်ပြီးဒီမှာ whiskey ဝယ်မှာဒီ raise s fine name လေအရင်တော့ကျွန်တော်တို့ fine ကိုဒီ open လို့ကျွန်တော်တို့ပေးရတယ်အဲဒီမှာကျတော့ whisk s plus နေနေပါမယ် finally fine ဆိုပြီးတော့ပေးလိုက်ဟုတ်လားဒီ block အောင်မှာကျွန်တော်တို့ရေးမယ်ရေးရင်ကျွန်တော်တို့ close close function မရေးလဲတော့သူပိတ်သွား with block ကကျော်သွားတယ်အဲ့ဒါလေးကိုကျွန်တော်တို့ဆန်းကြည့်မယ်ဟုတ်လား အမ်ကျွန်တော်ဒီမှာ file ကိုဖွင့်လိုက်ဖွင့်ပြီးကျွန်တော်တို့ find dot write ဟုတ်လား write လိုက်ဒီတိုင်း write လိုက်တာနဲ့တော့သူကဘာဖြစ်သွားလဲပိတ်သွားတယ်။ Oh sorry update dot test ဆိုရယ်ကျွန်တော်တို့ရဲ့ထဲကိုသွားပြီးတော့ create လုပ်နေပြီကျွန်တော်ဒီစာလေးကိုကျွန်တော်လှမ်းပြီးတော့ write find dot w r i t write ဘာလို့ write မလဲဆို test ကို write လဲ d e h t temp ဟုတ်လား test variable နဲ့တင်ထားတယ်ဒီ memory location မှာထည့်ထားတယ်ဒီ string ထည့်ထားယူဒီထဲကို find dot write ဆိုတဲ့ method နဲ့ပါလှမ်းပြီးတော့ write ရဲ write တဲ့ချိန်မှာကျွန်တော် final close လုံးလုံးမရေးဘူးနော် print on function ကိုထုတ်မယ် p r n d print ဘာလို့ထုတ်မလဲအဲ့ဒေကြောင်လို့ပေါ့နော် finally find c n o s c d close find close ထားတာဟုတ်လားအဲ့ဒါလေးနော်စမ်းကြည့်မယ်ဘယ်လိုစစ်မှာလဲဘယ်လိုစစ်မှာလဲ find dot close tab ပေါ့နော် c n o s c d close test method လေးနဲ့စစ်သူကဖိတ်ဟာပိတ်ထားတယ်ဆိုရင် ပိတ်ထားတာမှန်တယ်ဆိုထူးပြန်တယ်ပိတ်မထားဆိုဖောက်ပြန်ဒီချင်းတော့တော့ဝစ်စင်မှာဖိုင်ပြီးလုံးလုံးပိတ်မထားဘူးโอเคမလားအဲတချက်ပြီးတော့ဒီဘက်ကလည်းတချက်စစ်ကြည့်မယ် print p r n d print print မှတ်တမ်းနဲ့ကျွန်တော်တို့ထပ်စစ်မယ် find us close ဒီအားပဲပြန်ယူတယ်ဒါ with block အပြင်ကိုကျွန်တော်ထွက်လိုက်ပြီနော် control c အဲ့ sorry close down home ပြောင်းသွား sorry sorry ဟုတ်လား find us close ဘယ်က control c okay မလား ဟုတ်ပြီကြောင်းကျမရေးသားပုံရေးသားနေကိုတစ်ချက်ကြည့်မယ် find dos close ကျွန်တော် string data type ကအမှားနေတာနော်ဟုတ်လား find close လားရေးသားပုံရေးသားနေကိုတစ်ချက်ကြည့်ပြီနော် with plot အပြင်မှာကျွန်တော်ရေးတယ်ဒီ with plot ရထွက်လိုက်တာ ਨੇ find automatic find find out close ဆိုတဲ့ method ဣတိမပါဘူးเนาะဣတိမပါတဲ့ method နဲ့ဆိုတော့ပိတ်ရအောင်ပိတ်ဆရာလို့ဒါကြောင့်ကျွန်တော်တို့3မိတယ်ဆိုရင်များသောရင်ပိုင်းတော့မှာကောင်းတဲ့ agent ဒါပဲ find find operation ဆိုင်ရတယ် database operation ဆိုင်ရတယ်ဘာနဲ့ရေးလို့ with blow တယ်မှာရေးတယ်ဘာဖြစ်လို့လဲ with blow ကရေးတာကျွန်တော်တို့ java တွေပိုင်းနဲ့ရင်းနှီးတဲ့လူစဉ်ပြောရဆိုတာပြောမယ်ဆိုရင်တို့ find with resource ပေါ့နော် find နဲ့မှာရေးတဲ့ချက်ရေးပြီးတော့ကြော်လိုက်တာနဲ့ find ဒီ database connection တွေမပိတ်လေတော်တော် automatic ပါလို့ပြန်ပိတ်ပြီ and programming language ကနေကူညီပေးတယ် ဲ့ဒီသဘောတွေอ่ะโอเคအဲ့ဒါဆို Finox ကို close ပြီးကျွန်တော်ပြန်ပြီးတော့ဒီဟိုစာကြောင်းဒီကျွန်တော် update ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကျွန်တော်တို့ရဲ့ file ရှိတဲ့ဒီ exercise file ထဲမှာလာပြီးတော့ update ဆိုတဲ့ .txt ဆိုတဲ့ file ကိုလာပြီးတော့ create လုပ်မယ်လုပ်ပြီးတော့ဒီစာကြောင်းလေးသူ write ပါမယ်ခဲ write ပြီးကျွန်တော်ကသင်ခင်ကျင်တာဗာပြီးတော့ update လုပ်တာသင်ခင်အရင်ကောက update လုပ်တာမဟုတ်တော့ append ရှိပြီးသားအောင်ဖြတ်ပြတာမဟုတ်ထက်ဆက်တယ်ဒီတစ်ခါကျတော့ update လုပ် update လုပ်မှဖြစ်တယ်ကျွန်တော်နောက်ထပ် word block နဲ့ပဲထည့်ရလိုက်ဒါဒီရေးတဲ့သင်ခင်ဒီမှာကျွန်တော်တို့ write ပြင်မဲ့တင်ကလာ OP ရန်ဒီလိုပဲပြန်ရည်မယ်ဒါပဲပြန်ဖွဲ့เนาะ control C ရွာရွာနေမြည်တော့ control V ဟုတ်ကဲ့ကတိချက်မှာကျွန်တော် file ကိုပြန်ပြီးတော့ write ဟုတ်ပြီနော်ပြန်ပြီးတော့ကျွန်တော်တို့ဒီ update လုပ် update လုပ်မှာဖြစ်တဲ့အတွက် file ဖွင့်မဖွင့်ဒီပြောင်းအောင်အဲ့ဒါမှလည်းဆိုရင် R plan နဲ့ဖွင့်ရမယ်ဟုတ်လား file ကိုကျွန်တော်တို့ကတခုခုကြည့်လိုက်လေကျွန်တော်တို့ဘယ်အားနေနေပါဖတ်ပြီးမှကျွန်တော်တို့ update လုပ်လို့ရမှာလေဘာရှိလဲဆိုတာပြီးပြီးမှကျွန်တော်တို့ဘာလုပ်ရလဲ update လုပ်ရအောင်အခုလေးလိုပဲကျွန်တော်အရင်ဆုံး read ရိမန်ဖြစ်တဲ့အတွက်သူ့ရဲ့ whip block ရမှာကြတော့ f f finally find off brief find off re method နဲ့ find ကိုဘာလို့လဲမလဲဖတ်လိုက် okay မလားဟုတ်မလား re method တွေကျွန်တော်တို့ six method တွေတဲ method တွေ d ရလန်တဲဆိုတဲ့ method တွေကျွန်တော်ဒီမှာတော့မျက်စိတွေကိုကြည့်လိုက်ပြီเนาะဘဝတုစာကိုဖတ်တာမျက်စိနဲ့အဲ့ဒီသဘောတရားတွေတူပဲကျွန်တော်ဒီမှာဆိုရင်ကွန်ပျူတာကုတ်ကဖတ်နေပြီ d a t a data is represented as property of the object ဆိုအစင်းတိုင်းဖတ်တယ် ဖတ်နေတဲ့အချိန်ကျွန်တော်တို့ကလှမ်းဖမ်းပြီးတော့ကျွန်တော်လှမ်းပြန်အဲ့ဒီပုံပဲဟုတ်လားအဲဒီမှာတစ်ချက်ရှိတယ်ကျွန်တော် remethod ဒီကျွန်တော်တို့ redan dht def redan ပြန်မှာဖြစ်တယ်ကျွန်တော် test ဆိုတဲ့ကျွန်တော် variable နေနဲ့ဒီ test နဲ့မတူဘူးเนาะဒါဒီကျွန်တော်တို့က global variable test ဒါဒီကျွန်တော်တို့ with plot တွေက test မတူတော့ဘူးเนาะဟုတ်ကဲ့ဒီ test ရဲ့ကိုကျွန်တော်ခံတော့လက်ခံမယ်လက်ခံပြီးတော့เนาะ pn print print function နဲ့ကျွန်တော်ထုတ်မယ်အထုတ်တာတော့ bracelet လေးတော့နည်းနည်းခံရအောင်ကျွန်တော်တို့ strng string တက်စလက်ခါလိုက်ဘယ်အောင်ထုတ်လဲ DEHD tag tag ကိုတော့ဒီမှာလဲလို့ပဲကျွန်တော် find dos glow find dos glow open ရပါကြတိုင်းပဲ bus level ခံရတယ်နော်ဒီနားပဲခံရတယ် okay ဒါဒီတော့ရင်းဆုံးဖိုင်ဘာလို့လာတာလဲဖတ်လိုက်ဖတ်တဲ့ချိန်မှာကျွန်တော်တို့တတိထား print print သူဘယ်နေရာမှာရောက်နေလဲဆိုတာကိုဟုတ်လားဖတ်တဲ့ချိန်မှာကွန်ပျူတာဖတ်နေတယ်တို့ကုတ်ကြီး IR matching line နေနဲ့တွားနေတဲ့ချိန်မှာဘယ်စကလုံးကိုရောက်နေလဲဆိုတာကျွန်တော်တို့သိဖို့လို့ အဲ့ဒီတော့ကျွန်တော်တို့ပါတယ် position ပေါ့နော်ကျွန်တော်တို့ Microsoft တွေပါဆိုကာစာတီးအောင်ကာစာကာစာအဲ့ဒါဆိုကျွန်တော်တို့ကာစာဒါကာစာလေးမှိတ်လို့မရတော့ဒီ insertion ပေါ့လေတကြောင်းချင်းသွားနေအဲကဒီကဒီကောင် number ဘယ်လောက်ဖတ်တယ်ဆိုတော့လေကျွန်တော်တို့ array တွေရှိတယ်ဗျ data array တွေသင်ခဲ့တယ်နော်တဲ့ကွန်ပျူတာဒီ string ကိုနားမလည်ဘူး number စင်တွေဝင်လာတယ်အဲ့ data array တွေဘယ်မှာရောက်နေလဲဆိုတော့တိရမှန်သာဆိုရင်ဒါဆို string data array တခုပဲလေ data list ကြီးတခုပဲစရေးပြီ0 1 2 3 4 5 6 7 8 9 10 1 2 3 4 5အဲ့သူဒီ number ဘယ်မှာရောက်နေလဲကျွန်တော်အဲ့လိုပြင်နေတာ ကျွန်တော်အဓိကပြင်ချင်တာကဒီမှာဆိုရင် property နေရာကိုကျွန်တော်ကဟောပြင်ချင်နေတာ property နဲ့ attribute နဲ့အတူတူပဲဒီနောက် attribute လို့တင်ပြင်ချင်တယ်အဲဒီ methods နေရာကိုကျွန်တော် function လို့ပြင်ချင်တယ်သဘောတရားလေးအတူတူပဲနော်အဲ့ဒီနှစ်ခုကိုကျွန်တော်ပြင်ချင်တယ် property နေရာကိုကျွန်တော် variable လို့လည်းပြင်လို့ရတယ် variables or the objects and behavior are represented as a methods ဟုတ်လား variable လို့ property ကို variable လို့ပြင်မယ်ဗျာ method ကိုကျွန်တော် function လို့ပြင်အဲ့လိုလေးပြင်ကြည့်ဆိုအဲ့လိုပြင်ချင်တာဖြစ်တော့တယ် property ဆိုတာ number စင်ဘလောက်လဲပြီးဖို့လို့ ကျွန်တော်တို့ရေးထားတယ်23ဟုတ်လားဘလို့ရှားလဲပြီးရင်ပြောမယ်ဟုတ်လား property the number စဉ် index number 23မှာရေးရေးကြည့်လိုက်10 35 6890ရေးလိုက်ရင်ဟို23ရှိနေဟုတ်လား method the index number ဘယ်လောက်မှရှိလဲ83 83မှာရှိအားလုံး100ကျော်တယ်ဟုတ်လားအတရာမကျော်ဘူး100တွင်းပါနော်ဒီကောင်ကနေ83မှာရှိတယ်ဒီကောင်ကနေအဲ့အဲ့ဒီ number ကိုတီးမှာကျွန်တော်တို့ဒီလမ်းပြင်လို့ရအဲ့ဒီ number ကိုဘလို့ရှားလဲဆိုပြီးမှပြောနော်လောလောဆယ်တော့ရောက်နေတယ်အမှသူဖတ်သွားတယ် read ဆိုတာတော်တော်များများလေး ဖိုင်တော့ရီဆိုပြဒီရီမက်နက်ကမလို့သားဖတ်သွားတဲ့အချိန်မှာကျွန်တော်လမ်းဖမ်းပြီးရေးမယ် PRN ဒီ friend ဆိုရယ် position ပေါ့ BO SSITION position ဘယ်မှာရောက်နေပြီလဲကျောင်းချင် position ဘယ်မှာရောက်နေပြီလဲဆိုတော့ဘာနဲ့လမ်းပြောမလဲဆိုရင်ဟုတ်ပြီ define variable နေရာနေကျွန်တော်လမ်းစစ်မယ် fine and find of TEL အဲ theme method နေကျွန်တော်လမ်းမိလိုက်ဟုတ်လား ဒီပုံစံစင်းတော့နောက်ဆုံးရောက်သွားတယ် re လို့ပြင်ကျွန်တော်တို့ re ပြီးလို့ပြင်ဒီမှာကြည့် test ဆိုတဲ့ function test ဆိုတဲ့ variable ကျွန်တော်တို့ print အောင်ထုတ်ရင်ရို့ okay ဒါတွေအကုန်လုံးဒီကျွန်တော်တို့ base ထဲမှာပဲရှိတော့ with block တင်မှာပဲရေးနေရနော်ဒါနှစ်ချက်ရှိသွား print read ထားတဲ့ test ကိုထုတ်တယ်နောက်တစ်ခု read ထားတဲ့ test ဘယ်နှမှာစုံသွားရင်လည်းကြည့်ဖတ်ပြီးသားဖြစ်တဲ့သူနောက်ဆုံးရောက်လာအလုံးကြီးပြောတယ်နောက်တစ်ခုကြည့်မယ်ဒီမှာကျွန်တော်တို့ set ကြော်ပြလို့ရတယ်ဟုတ်လားပန်တူရတော့ဟုတ်တယ်ဒါ80 100ဆို100ရောက်သွားနောက်ဆုံးနောက်ဆုံး internet number 100ဆိုအဲ့100ကိုသူဆုံးသွား ဆုံးသွားတယ်ပြန်ကျွန်တော်တို့ပြင်ချင်တာဒီ ဒီမှာကြည့်23ခုမြောက်ကိုကျွန်တော်တို့ပြင်ချင်တာပြင်ညာပြီးတော့အဲ့ဒီကိုကျွန်တော်တို့ကာစာကြော်ရမယ်ဒီပုံစံဆိုရင်ဒီမှာဒါဆိုတော့ Microsoft ကဒီမှာဆိုတော့ဒီမှာကြည့်ဒါဆိုရင် select ပေး select ပေးပြီးတော့ပြင်နိုင်တာဖြစ်သွားမှာပဲလေ Controls ပြန်လို့လဲဟုတ်ကဲ့ Controls ပြန်နေလိုက်အဲ Okay ဟုတ်ကဲ့အဲ့ဒီပုံစံဖြစ်တော့တခုခုလောက်ချင်း select ပေးပြင်အခုလဲလို့ပဲ select လန့်လို့ရအဲ့ဒီ position select လန့်လို့ရအဲ့ဒီပုံစံပဲဟိုလိုခေါင်းရှုပ်မသွားနဲ့ဟုတ်လားကြည့်မယ်အဲ့လို select လုပ်ဖို့တော့ဘာရှိလဲဆိုတော့ F finally find of SE click 6မှတ်တက်ရှိတယ် x ဒီမက်သတ်ဒီကိုသွားကျင်တဲ့နေရာမှာကျွန်တော်ဒီမှာဒီ property ဒီကျွန်တော်23မှာရှိတယ်ကျွန်တော်23သွားတယ်တရားဆိုကျွန်တော်တို့ရဲ့ကာဆာတွေပြောက်သွားနော်23ရောက်တယ်ကာဆာဆိုဒီတိုင်းဗဇက်ကပြောတယ်မင်းစီရပဲမြင်ကြည့်လက်တွေ့မှာတော့ကျွန်တော်တို့မမြင်ရတော့ဒါကျွန်တော်တို့မှန်းတယ်မှန်းမထဲပဲနဲ့တော့ရှာတယ်နည်းကိုကျွန်တော်ပြောမယ်ပြီးဟုတ်နော် fine toxic ဆိုပြီးဒီ fine toxic ကလည်း position return ပြန်လာဖြစ်တယ်တခုခု variable name လေးနဲ့လက်ခံလာ PO SSI T I O N ပေါ်ရတက်လိုက်ပေးလိုက်ပါနော် position ဆိုပြီးတော့ကျွန်တော်လက်ခံလိုက်လက်ခံပြီးကျွန်တော် print ပြန်ထုတ်ကြည့်ဒီ print ကိုနှစ်ခါထုတ်တာနော် နေရာရွှေ့ပြီးတခါနဲ့နေရာမရွှေ့ပြီးတဲ့တခါ Okay ကာစာရိုင်းနာရောက်သွားတဲ့အချိန်မှာကျွန်တော်ဒီဘာထပ်လုပ်မလဲဆိုရင် find dot re အော် sorry right w r i t right ဟုတ်လား find dot right right မယ်ဘာလို့ right မယ်ဒီဒီနေရာဒီမှာကြည့်လိုက်6ဆိုတဲ့ကျွန်တော်ကြော်လိုက်တဲ့ကာစာ23ရောက်နေတဲ့နေရာကိုကျွန်တော်ဘာသွားပြင်မလဲဆိုရင် variable လို့သွားပြင် v a r i a b n e variables variable ဆိုပြီးကျွန်တော်ဘာလုပ်လိုက်မလဲပြင်လိုက်မယ်ဟုတ်လား variables ဆိုပြီးပြင်တယ် s3 ပါထည့်တယ်ပြင်တဲ့နေရာမှာပါလေး short ရှိတယ်ကြည့်အောင်နောက်တစ်ခုကျွန်တော်ထပ်ကြော်မယ်ဟုတ်ပြီနော်ထပ်ကြော်မယ်နော် pyrox နဲ့ပဲဆက်ကြော်မှာနော်ဟုတ်ပြီနော် variable နောက်တစ်ခုကျွန်တော်83ခုမြောက် method နေရာကိုကျွန်တော်ဗာပြင်ညာ function ပြင်ကြအဲ့ဆိုကျွန်တော်ပြင်သွား fi လေး py.scck6 method နဲ့ပဲသွားမယ်83ကိုသွားတယ်83ပြီးကျွန်တော်တို့ fi လေး py.writ ပြန်ပြင်နေရနော် right ဆိုအဲ့83နေရာမှာရှိတယ်ကျွန်တော်တို့ဘာလို့ဘာနဲ့ပြန်ပြင်မှာလဲဆိုတော့ method နေရာကို F U N C T I O N fashion ဆိုပြီးကျွန်တော်ပြင်မယ်ပြင်ပြီးရင်ဒါကျွန်တော်တို့ရဲ့စာကြောင်မှာဖြစ်လာရတော့ပြင်သွားပြီဟုတ်နော်ပြင်သွားတာဖြစ်တဲ့အတွက်စာအုပ်ပြန်ဖတ်ကြည့်မယ်ဒါသီးမတော်တို့မပြင်ခင်ဖတ်တဲ့ဟာဒါသီးကျွန်တော်တို့ပြင်ပြီးဖတ်တယ်ဖတ်မယ်ဆိုလဲကြည့်လိုက်ကျွန်တော်တို့ဒီအခုလောလောဆယ်ဒီကာစာဒီ83မှာရောက်နေတာဖြစ်တယ်ဒီအချိန်မှာကျွန်တော်ဟာကိုပြန်ပြီးတော့ print ထုတ်ကြည့် print ထုတ်ကြည့်လိုက်တော့ကျွန်တော်မကြော်ဘဲနဲ့ print ထုတ်ကြည့်လိုက်မယ်ဟုတ်နော် test.read ဆိုပြီးပြန်ဖတ်မယ် read ပြီးတော့ဒီနှစ်ကြောင်းကိုပြန်လုံးအသုံးချမယ်တို့ copy ဒီနောက်လူပြင်းလောက်ပဲပြန်ရေးမယ်ကိုတော့ပွေဟုတ်လား read ပြီးတော့ပြန်ထုတ်တယ်ကြည့်ကြည့်မယ်6 0ပြန်မကြောင်းတော့83ရနေစားတာ run ကြည့်မယ် okay အဲ့ဒါတက်တယ်ကြည့်တာ find close the find dot cnosct close type error တဲ့ boolean object is not query ပဲဩအေး sorry 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 နော် sorry sorry အဲ့ဒါကျွန်တော် close tag က sorry မတ်သက်မဟုတ်ကျွန်တော်မှားရေးမိ close tag ဒီကျွန်တော်ဘာလဲဆိုရင် function function ဟုတ်မလား အဲ့ဒီတော့ကျွန်တော်တို့ update.py မှာ sorry function မဟုတ် property ပြောတာ property variable cnosd close ဒီဟာမပါဘူး present this is မပါဘူးရောင်းပြီးရေးပြီလို့နော် okay နော်အဲ့လိုလေကျွန်တော်တို့မှတ်ထားပြီဒါဆိုဒါက syntax error ပါယူတွေ့လားဟော close တက်တွေ့လားဒီချိန်မှာ with flow အတွင်းမှာသူဒီမပိတ်ရတဲ့ဖြစ်တဲ့ close တက်မှာဗာပြ force ပြဟုတ်နော် update မှာကြည့်လိုက်အောင် update.py မှာကျွန်တော်စာရေးသွားပြီတစ်ချက်ကြည့်လိုက်အောင် update.py ဟော data is ဟို variable ဆိုသူဝင်ပြင်းသွားတယ်လား variable ဟို s က1နှလုံးထပ်နေလို့ရတယ်မှတ်တဲ့နေရာမှာ mdh or 683မဟုတ်ဘူးကျွန်တော်တို့ဟိုမှားနေရနော်ဟို position မှားနေ83ရေးထားတယ်ဆိုတော့နောက်ပြန်ဆုံးလိုက်83မဟုတ်ဘူးသူဘာဖြစ်မှာတော့၈နှစ်ပေါ့နော်၈နှစ်၈တက်လောက်ပြင်မနော်အဲ့လိုလေးပြန်ပြန် position မှားနေဟုတ်လားကျွန်တော်ရေးထားတာမှားโอเคအဲ့လိုလေး update မှာလည်းရေးသွားပြီကျွန်တော်ဒီမှာကြည့်ပြင်ထားတဲ့နေရာကိုလည်းကြည့်ဒီ width plot နဲ့ဘာလို့ရေးလဲဆိုတာကြည့်လိုက်ပထမတစ်ချက်သူဒီ file ကိုပြင်မှာ file ကို write လိုက်တယ် write ပြီးတော့ print ကျွန်တော် find dot close ဆိုတဲ့ function ကျွန်တော်မိတ်ပြီးတော့မရေးလိုက်ဘူးဆိုခဲ့ရင်တော့သူဒီ web blog ထဲမှာရေးခဲ့တာအဲ့ဒါတွေအကုန်လုံးပါဖြစ်သွားတယ်အဲ့ဒီ load တွေသူလုပ်သွားဗာဒီလာ data ထဲမှာဆိုသူက false ထွက်ပြီးတော့သူ့ရဲ့အပြင်မှာဆိုသူဟုတ်သွားတယ် true ထွက်တယ် find ပိတ်ထားတယ် string ညမှာ data represent as အော်โอเคမလားကျွန်တော်ကကြားထဲမှာ bracelet လေးခံထားနေတာဟော bracelet and လေးခံထားတယ်အဲဒါ navy ပြရ represent as method ဟောဆို object position အားလုံးပေါင်းစလုံးရေဘယ်လောက်ရှိလဲတရ3တိရှိ bracelet bracelet တွေရောပါရနော်ပြီးရင်တော့ lot lot position ကြီး23 23ကိုကျွန်တော်ပြန်ပြီးတော့ဖတ်တယ် string the object ဟာအတူအဆင်မပြေဘူးလား find dot re နဲ့လောက်တာကျွန်တော်ဘာဖြစ်လို့လဲ sys ကိုကျွန်တော်ကြော်မှမကြော်ခဲ့တာ okay မနော် okay မနော် okay အဲ့ဒါဆိုကျွန်တော်တို့ပြန်စမယ်ဒီကောင်းလေးကျွန်တော်တို့ပြန်ပြင်မယ် ID3 right မှာ ID3 မလို့နဲ့ကျွန်တော်တို့ ID2 ID1 ထားလိုက်မှတ်တမ်းမှာကျွန်တော်တို့ function ဖြစ်သွားတယ်ဒီနားမှာကျွန်တော်ကအားရပဲဟိုအန်တာတွေမခံတော့ဘူးဗျာနော်အန်တာခံလိုက်မယ်အန်တာခံလိုက်ရင် position 23ပဲနော်ပြီးရင်ပြန်ရေးကြည့်လိုက်ကွာ 23ကျွန်တော်ဒီနောက်မှာ buslet an နဲ့ under ခံတယ်။ဒီကြောင်းစင်းမှာနည်းနည်းလေးကြည်လာတာပါဗျာ။ဘာလို့လဲဆိုအကြောင်းရှိနေမှာမဟုတ်လို့ပြောတာနော်။ဟုတ်ပြီနော်။ကျွန်တော်က index number ကိုမပြင်တော့ဒီမှာ83ပဲပြင်လိုက်မယ်။ဟုတ်ပြီနော်။83ပဲပြင်ရောဒီမှာအာဒီ6ကို83ကနေကျွန်တော်0ကိုပြန်မထားပါနဲ့ကျွန်တော် print ထုတ်ကြည့်တယ်။ဘယ်ဟာပဲထွက်တော့ the object တွေထွက်။နောက်ဆုံး height တွေ PHP ဒီမှာလေးလိုက်83နောက်ကနေလာတော့ all the object ဆိုသူလာထွက်တယ်။ ုတ်နော်အဲ့လိုပြန်အဲ့ဆိုရင်တော့ဒီမှာကြည့် file ပြန်ဖတ်မယ်ဆိုရင်အစာဆုံးပြန်ပြီး6ကို0မှာပြန်တယ်အဲ့ဒီမှာ star ချောင်းစနေဒီဘာလို့လို့ပြန်ဖတ်တယ်အဲ့ဒီသဘောတရားလေးကျွန်တော်တို့မှတ်ပေးကြဟိုလိုတိုင်းမဖြောက်ဘူးရဲ့တလားအဲ့ဒီရောင်းလို့အဲ့ဒီသတိမဟုတ်ဘူး0ပြန်လာတယ်ဟုတ်ပြီနော်0ဒါဆိုရင်တော့စာချောင်းကိုပြန်ပြီးသူ print ထုတ်ပြတယ်ကြည့်တာ ram ram module ဘယ်လား ram module သင်ပြတော့ string ပထမဆုံး data ဒီ data represent as property of data မူရင်းစာတာ property of the objects and behavior are represent as method of the objects ဟုတ်လား တို့ behavior တွေကိုမတ်တပ်နဲ့ကိုစားပြုပြီးတော့ data တွေကို property နဲ့ကိုစားပြုပါတယ်အဲဒီညမှာကျွန်တော်တို့က data represent as variables variables လို့ကျွန်တော်ပြောလိုက်တယ် sg ကျွန်တော်မထည့်လိုက်ရတယ်နောက်က function on this functional os နဲ့ဘာလို့ဖြစ်တာလဲကျွန်တော်တို့ပြောင်းတဲ့စကလုံးဒီ immediate ရေတွေမတ်တပ်စကလုံးနဲ့ပဲကျွန်တော်ပြင်နေတာဒီ function စကလုံးတွေများတယ်ကာရိုက်တာများတယ်အဲ့လိုဖြစ်တာဟုတ်မလားအဲ့ဒါထားလိုက်တော့ဒါကြောင့်တော့ပြင်ပြီးသားဟာကျွန်တော်တို့ပြန်ထုတ်လိုက်တဲ့ string data โอเคမလားအဲ့ဒီလိုလေကျွန်တော်တို့အဲ့ဆိုကျွန်တော်တို့ဖိုင်ပြင်ဖို့တဲ့မတ်တပ် သူကဘယ်နဲ့မက်သက်ဘာလဲသိရမလဲဆိုရင်သူရဲ့အဲ object မှာဘာလဲမက်သက်တွေ read သိရမယ်ကျွန်တော်တို့တဲသိရမယ်တဲသည်ဒီနေရာကိုပြောတယ် sixth ဒီကိုလိုတဲ့နေရာကိုကြော်တယ်ဟုတ်လားကဲကျွန်တော်ရှေ့မှာပြောပြဒီ variable ကိုကျွန်တော်က property ဆိုတဲ့နေရာကိုအားလုံးမသိဘူးလေကွာမသိရင်ကျွန်တော်တို့ဘယ်လိုရှာလို့ရလဲရှာလို့ရဒီမှာ read မှာကျွန်တော်ဆက်ကြည့်မယ်နော်ဒါဆိုရင် test ဒီသူဘာဘာ object ကိုရတယ်ဗျ file object ကိုသူ return ပြန်ဖိုင်နော် test မဟုတ် string မဟုတ်အဲ့ဒါဆိုတော့အဲ့ကောင် string data တိုင်းအရင်ပြောင်းလိုက်ဟုတ်လား ဘလို့လောက်တာလဲတော့ပြောင်း mind str ဆိုပြီးပြောင်းတယ်မနေ့ကကိုလက်ခံလိုက်မယ်ဘလို့ပြောင်းပါလဲ str function နဲ့ဘယ်ကျင် str function နဲ့ d test g ကို grow c grow v ပြောင်းလိုက်မယ်နော်ဒါကိုလိုတဲ့ဟာရသွားမှာပြီးရင်ကျွန်တော် inner မှာကွက်တီနေရာ pos လို့ပဲကျွန်တော်ရေးလိုက်မယ်နော် pos position position မှာဘာလို့ဘလို့ရှာမလဲဆို mind str dot index ဆိုတာရှိ i n d DEX index method ဆိုတာစာရရဲ့ index ကိုရတော့ဘယ်ရဲ့ index ကိုရှာလဲ property ရဲ့ index ကိုရှာနေတာကိုတို့ C ကိုတို့မပူ ਈ နဲ့ string data right ဆိုတော့ condition လေးခံတယ် property ဆိုတဲ့စကလုံးရဲ့ position တီနေအောင်ကျွန်တော်တို့ကြည့်ခြင်းနေဆိုတာ position နဲ့မှသူ့ရဲ့ number ရောက်တယ်ရောက်သွားတဲ့အချိန်မှာကျွန်တော်ဒီမှာ23လို့ကျွန်တော်မြည်တော့ဒါပါရေး index ကိုရေး POS ကိုရေးလိုက်ဟောဒီက ီဘယ်ရီရဲ့မှာရှိနေတဲ့တန်ဖိုးလို့ကျွန်တော်ကြည့်ချင်တာပေါ့အဲ့ဒါမှတေးချခြင်းကျွန်တော်က print print ဆိုတော့ဘာကိုထုတ်တာလဲ keywords လေးကိုထုတ်ကြည့်လိုက်ဘာထွက်လဲ okay မင်းတော့အဲ့လိုရှာလို့ရ run ကြည့်ဒါ code ကိုကျွန်တော်နည်းနည်းပြင်လိုက် code လာ23ထွက်တယ်ကျွန်တော်တို့ပြင်လိုက်တာ position နေရာမှာလည်းဘာထွက်တယ်23ထွက်တယ်လေကျွန်တော်တို့ပြင်လိုက်ပြင်တဲ့နေရာမှာလည်းအတူတူပဲဒါပဲအဲ့လိုရှာလို့ရတယ်အဲ့လိုတွေလည်း programming မှာဟိုကြံဒီကြံကြံပြီးတော့လုပ်ရမယ်ဟုတ်လားဒီတိုင်းကတော့မြအောင်နော်ဒီတိုင်းကတော့သင်တဲ့ဟာလေးပဲမှတ်ထား ိုလိုဒီလိုချဲ့မတွေ့တိုင်းညာအဆင်မပြေဘူး။အဲ့ဒါအဲ့ဒီကူတော့ရှိရနော်။ Okay မလား။ Okay ဒါဒီတော့တို့ file ကိုဘာလုပ်တဲ့သင်ခန်းစာလဲဆိုရင် update လုပ်တဲ့သင်ခန်းစာပါ။နည်းနည်းလေးပြန်ချင်းချုပ်မယ်။ဒါတော့ update လုပ်ဖို့တဲ့ file တစ်ခုကိုနမူနာနဲ့ write ပြန်လိုက်တာ။ဟုတ်လား။ဒါကြတော့ with block ရဲ့လောဆောင်ချက်ကိုတည်တည်ချင်းလို့ with ရဲ့အပြင်ကနေတက်တက်ပြီးတော့ထုတ်ပြလိုက်တာ။ဟုတ်မလား။ဒီ web blog ကကြတော့ဘာလုပ်တာလဲ file တစ်ခုလုံး update လုပ်တယ် update လုပ်တဲ့ချိန်မှာအဓိကသိရမယ့်မှတ်တပ်တွေဒီ read မှတ်တပ်ကိုသိရမယ်ပြီးရင်တော့ tag tag မှတ်တပ်ဒီဘာပြောရလဲဆိုရင် ဖတ်နေတဲ့စဖိုင်းရဲ့တီနီအောင်သူပြနေမယ်။ဘယ်နေရာမှာရောက်နေလဲဆိုတာသူသိတယ်။နောက်တစ်ခု6 method တွေကိုလိုချင်တဲ့နေရာကိုကြော်တာ။ကြော်တာသူဒီ parameter ဘာကိုလက်ခံလဲဆိုရင် i နဲ့ integer parameter ကိုလက်ခံတယ်။ parameter ဆိုတာတင်းတဲ့ inner number block မှာရှိတဲ့ဟာကိုပြင်ချင်တာလဲဆိုတော့ဒီမယ်။အဲ့ဒီဟာကိုရှာဖို့အတွက်ကျွန်တော်ဒီမှာရှာတဲ့နည်းလေးဒီကောက်ချောင်းလေး။ Okay မနော်။ဟုတ်ကဲ့ဒါဒါနမူနာပြရအောင်။အဲ့လိုလေးကျွန်တော်ရှာလို့ရတယ်ဆိုတော့မှတ်သားပေးပါဗျာ။ Okay thank you ဗျာ။ဒါဒီတော့ create update delete ပဲ။ဟုတ်ကဲ့။ Okay thank you ဗျာ။